လင်းရောင်ငှက်ထံမှ အတုယူသင်သည့်ခေါင်းဆောင်မှုစိတ်ဓာတ်ဥပရေတာတက်လင်းရောင်ငှက်တို့သည် တကောင်တည်းသာပြန်တန်းလေးရှိပြီး ပြန်လင်းလဲအမြင့်ဆုံးနေရာတွင်ပြန်တန်းလေးရှိကြသည် သူတို့သည်ကြီးကန်းစာကလေးအချားပါမွားငှက်တွင်နေအတူ ပြန်တန်းလေးမရှိ အတိတ်ပဲမှာစိတ်တက်သေးတဲ့သူညံ့ဖျင်းသူအောက်တန်းကျသူတွေကို ရှောင်ပါထို့သူများသည် ကိုယ့်ကိုအထက်သို့တွန်းတင်မိသူများမဟုတ်အောက်သို့ဆွဲချမိသူများဖြစ်သည် လင်းယုံသည် လင်းယုံနှင့်သာ အပေါင်းအသင်းပြုပြီး ပြန်တန်းသည် ကိုပေါင်းသည့်သူများသည် လူတော်လူကောင်းများဖြစ်ရန်လိုအပ်သည် ဥပဒေသားနှင့်လင်းယုံငှက်များသည် တားကောင်ဤနေရာကို တိကျစွာခန့်မှန်းမြင်နိုင်စွမ်းရှိသူများဖြစ်ကြသည်9ကီလိုမီတာအကွာအဝေးထိပြတ်သားစွာမြင်နိုင်သည် သူ့ရှေ့တွင်မြည်သည့်အတားအစီအဖြက်အတန်းတွေရှိနေသည်ဖြစ်စေသူအာယုံစူးစိုက်ထားသည့်တားကောင်ကိုမျက်ခြေပြတ်ခံလေးမရှိဘဲထိုးတုံနိုင်စွမ်းရှိကြသည် အတိတ်ဘယ်မှာအောင်မြင်လိုသူတိုင်းကို့ဦးတီချက်ကိုသာ စူးဆိုင်အာယုံထားရန်လိုသည် ကိုကိုမြည်သည့်အတားစီပိတ်ပင်မှုများကိုမဆိုကြော်လွားဖြတ်ကျော်ပြီးပန်းနိုင်ကို အရောက်သွားနိုင်ရမည်ဥပဒေသား၃လင်းရုံငတ်တို့သည် အခြားသူများတပ်ဖြတ်ထားသည့်သားကောင်အသားကို စားလေမရှိ သူတို့ကိုယ်တိုင်အမဲလိုက်ပြီးရလာသည့်သားကောင်ကိုသာစားလေရှိသည်အတိတ်ပဲမှာအတိတ်က အောင်မြင်ခဲ့မှုတွေကိုပြန်ပြောင်းတန်းတလွမ်းဆွေးနေရမှာမဟုတ်ပါအနာဂတ်တွင်ဘာတွေကိုပြင်ဆင်ရမည်ဆိုခြင်းကိုသာစဉ်ကျင်သုံးသပ်နေရမည်အတိတ်ကိုအတိတ်မှာထားခဲ့နိုင်ရမည်မျက်မှောက်ကိုရှေးရှုအောင်မြင်မှုကိုရအောင်လုပ်ရမည်ဥပဒေသားလေးလေးရောင်ငတ်တို့သည်မုံတိုင်းကိုချစ်ကြသည်မိုးတိမ်တွေထူပြီးမှောင်လာသည့်အခါ သူတို့စိတ်လှုပ်ရှားကြသည်ထိုမုံတိုင်းထက် မြင်းသည့်အထက်ကို သူတို့ပြန်တန်းတတ်ကြသည် မုံတိုင်းကိုရင်ဆိုင်တိုး၍ထိုမုံတိုင်းတဲကိုထိုးဖောက်ဝင်ရောက်ပြီးအမြင့်ကိုရောက်အောင်ပြန်သည် သူတို့သည်အမြင့်ကိုမကြောက်အထက်ကိုရောက်ချင်းသည်သူတို့အတွက်ကြောက်เสียမဟုတ်စိန်ခေါ်မှုတွေဖြစ်နေတတ်သည်မြင့်လေ သူတို့အတွက်အကျိုးရှိလေဟု ခံယူထားသည်အတိတ်ပဲမှာ စိန်ခေါ်မှုတိုင်းကိုရင်ဆိုင်နိုင်ရမည်အခက်ခဲများသည်မိမိကိုပို့ပြီးတန်မာစေကြန့်ခိုင်စေနိုင်သည် မုံတိုင်းကိုအတုံးချကာအမြင့်ကိုရောက်အောင်ပြန်သလိုအခက်ခဲကိုရင်ဆိုင်ပြီးထိတ်ကိုတတ်နိုင်အောင်ကြိုးစားရမည်အခက်ခဲတို့သည်ကြောက်เสียမဟုတ်စိန်ခေါ်မှုများသည်ကို့အတွက်အကျိုးအမြတ်ကိုရစေနိုင်ပြီးအခွင့်အရေးများဟုမှတ်ယူနိုင်ရမည်ဥပဒေတာ၅ လင်းရောင်ငှတ်တို့သည်အမြဲလေးကျင့်ပေးကြသည် သူတို့သည် သားသမီးတွေမွေးထားလျင်ပင်အတိုက်ထဲတွင်တက်တောင့်တက်တာကြီးပြင်းစေသည်မဟုတ် အမွေးနှုများရှိနေလျင်ပင်ဖယ်ရှားပြစ်တတ်သည်ပြန်နိုင်သည့်အချိန်ရောက်လျင်လည်းအတိုက်ထဲမနေနိုင်အောင်လုပ်ကြသည်အတိတ်ပဲမှာအမြဲတမ်းတက်တောင့်တက်တာနေနိုင်သည့် comfort zone မျိုးကို သားသမီးလက်အောက်ငယ်သားများအတွက်မစီစဉ်ပေးတဲ့မှာ ကိုချေတော့ပေါ်ကိုရက်နိုင်သည့်အနေထားရှိလာသည်နှင့်လက်လွတ်ပေးနိုင်အောင်ကြိုးစားတင်သည်ဥပဒေသား6လင်းရောင်ငှက်တွေအသက်ကြီးလာလျင်အမွှေးတွေကျွတ်လာသည် အမြင့်ကိုတိတ်ပြီးပြန်တန်းနိုင်စွမ်းတွေလည်းမရှိတော့သူတို့အားအင်တွေရုပ်ရော့လာပြီး မကြမီသေးတော့မီကိုတိတိနဲ့ပြင်ဆင်တော့သည်လူတွေတလိမ့်ဆန်တွေနဲ့ဝေးရာတောင်တွေပေါ်မှာသွားရောက်နေထိုင်လေးရှိကြသည် သူတို့ခိုနားရံနေရာရောက်တည်နဲ့ကိုဘော်ကအမွှေးတွေကိုဆွဲနှုတ်ပြစ်သည် သူတို့နှုတ်သီးကိုလည်းချိုးလိုက်သည်လက်သေးတွေကိုလည်းကြောက်ကြားနှင့်ညှက်ပြီး ချိုးလိုက်ကြသည်သွေးတွေထွက်ပြီးနာကျင်တော်လဲကျိတ်မိတ်နေကြသည်မကြမီ သူတို့တွင် အမွှေးအစ်တွေပြန်ထွက်လာသည်နှုတ်သီးနှင့်ခြေသေးတွေကလည်းအစ်စ်ပြန်ထွက်လာသည်ထိုအချိန်မှာ အပြင်ကိုပြန်ထွက်ကာအမြင့်ကိုထပ်ပြန်ကြသည် အတိတ်ပဲမှာကိုထံတွင်ဆွဲနေသော အတွေးခေါ်အဟောင်းအယူဆအဟောင်းအကြံဉာဏ်အဟောင်းတွေကိုစွန့်ပယ်သင်သည့်အချိန်ရောက်လျင်စွန့်ပယ်ရန်ဖြစ်သည် အနာဂတ်ကိုဝင်ထုတ်ဝင်ပိုးအဟောင်းအဆုပ်အပြတ်တွေမတည်သွားဘဲအစ်စ်အစ်စ်တို့ဖြင့်သာရှေ့သို့ဆက်လက်ခြိတတ်ရန်ဖြစ်သည် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာ နေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။